ကျွန်မကလည်းကျောင်းဆရာမတစ်ယောက်ပါကျွန်မကျောင်းဆရာမဖြစ်18နှစ်တာဝန်ထမ်းဆောင်ခဲ့ဘူးပါတယ်ကျောင်းဆရာမလေးဘဝကနေပြီးတော့မှကျွန်မကစာရေးဆရာဖြစ်ပြီးအလုပ်ကထွက်လိုက်တာเนาะကျွန်မစပြီးတော့တာဝန်ထမ်းဆောင်ခဲ့တော့ကဒီလိုမြို့နီးရွာနီးမဟုတ်ဘူးရှင့်ကျွန်မထမ်းဆောင်တဲ့ခုနှစ်ကလေးကိုလည်းကျွန်မကဘယ်တော့မှမမေ့ဘူးကျွန်မကျောင်းဆရာမစဖြစ်တဲ့ခုနှစ်အဲ့ဒီခုနှစ်ကကျွန်မတို့တိုင်းပြည်ကြီးမှာ အရေးအခင်းလို့ခေါ်တဲ့1988အရေးတော်ပုံကလာကြီးကျမကိုကြောင်းဆရာမဖြစ်ခံထားလိုက်တယ်ဘဲကိုခံထားလိုက်တယ်လဲဆိုတော့မြို့ပြမဟုတ်ဘူးမန္တလေးကနေဟိုးမြောက်ဘက်ကိုထွက်တော့မတရားဆိုတဲ့မြို့ရှိတယ်သိပါတယ်ရှင့်เนาะဒီပြိတ္တကြီးအဲ့ဒီမန္တလေးနဲ့မတရားကိုစုံကြီးဆန်ကြီးနဲ့ကူးနေတဲ့မိယထာမန္တလေးမတရားမိယထာခောက်တူယထာရှိအဲ့ဒီယထာလံပေးကရွာလေးတရွာမှာကျမကဆင်းပြီး နောက်ထပ်နှစ်နာရီလောက်ခြေကျင်လျှောက်နော်လေကွင်းတွေကြာလမ်းမရှိဘူးလေခွက်တွေကြာကသူ့ပေါ်ခြင်းတို့ပေါ်နေတဲ့လမ်းကိုစမ်းပြီးတော့နှစ်နာရီလောက်လျှောက်သွားမှအဲ့ဒီလေကွင်းတွေကြာတဲ့ကအင်ဂျင်80 80လောက်ရှိတယ်အင်မတန်မှဆင်းရဲတဲ့ရွာလေးကိုကျမကကြောင်းဆံမှဖြစ်စပြီးတာဝန်ကျအဲ့ဒီအလုတ်ခန်းစာလေးကိုကြိုက်ပြီးကျမမရရပညာရေးမှုရုံကိုသွားတဲ့အခါမှာအဲ့ဒီခန်းစာထဲမှာဆရာမတွေခန့်လိုက်တာအယောက်၄90 ဒါပေမဲ့အဲ့အယောက်လေး90တဲ့100ယောက်လောက်ပဲရောက်လာခဲ့နော်ဂျိလက်တော်ရွာတွေမှာတာဝန်မထမ်းဆောင်နိုင်ကျမတို့ကတော့ဒါတွေမသိဘူးဒါတွေမသိခဲ့နော်အိုးကိုတာဝန်ကြတဲ့နေရာကိုသွားမယ်ဆိုပြီးတော့ကျမသွားတော့ပညာရေးမှူးကြီးရဲ့ကျမကိုလမ်းညွှန်လိုက်ပါဆရာမဒီကနေ့မရီဟာကနေသွားလို့ရှိရင်တော့ဆရာမဝေးတယ်နောက်တစ်နေ့ဆိုရင်မန္တလေးကနေဆရာမယထာကြီးနဲ့လိုက်ခဲ့မန္တလေးဘူတာကြီးကနေမနေ့9နိုင်ထွက်တယ်ယထာကြီးနဲ့လိုက်လာပြီလို့ရှိရင်အဲ့ဒီကပဲ့ဆိုတဲ့ဘူတာကိုဆင်းရတဲ့ဆရာမ မန္တလေးကနေပြီးတော့မြောက်ဘက်ကိုထွက်လိုက်တော့ကျမတို့တောင်ပြုံးမင်းကြီးနောင်စံမြတ်နဲ့တောင်ပြုံးနတ်နန်းတီရှိရာတောင်ပြုံးရွာရှိပါအဲ့ဒီတောင်ပြုံးရွာမှာယထာကရက်နောက်တဘူတာကျတော့လွန်တောင်းဘူတာအဲ့ဒီလွန်တောင်းဘူတာတောင်ပြုံးမင်းကြီးနောင်ကိုဖမ်းတဲ့အခါမှာကျိုးနဲ့တုတ်ဖို့နော်လွန်ကျိုးတောင်းလို့လွန်ကျိုးထုတ်ပေးတဲ့ရွာကိုလွန်တောင်းရွာဝရင်တုတ်ထုတ်ပေးတဲ့ရွာကိုဝရင်တုတ်ရွာဆိုတာတကယ်လဲအဲ့ဒီရွာနာမည်တွေလည်းရှိတယ်ရှင့် ဲ့ဒီလွန်နှောင်းတဲ့ဝင်းရင်တုတ်ရွာနှစ်ရွာကြားထဲမှာကပဲ့ဆိုတဲ့ဘုရားလေးရှိဆံမအဲ့ဒီကပဲ့ဆိုတဲ့ဘုရားလေးကိုဆင်းပြီးရင်ဆံမတာဝန်ကြားတဲ့ရွာလေးကိုမေးမြန်ပြီးသွားပေါ်တဲ့ဘုရားရောက်ရင်ကျမနောက်တဲ့နေ့ကျတော့မန္တလေးကနေလိုက်လာကပဲ့ဘုရားလေးကိုကျမဆင်းတယ်ကျမတစ်ခါမှလည်းမရောက်ဘူးတဲ့နည်းနည်းเนาะကျမတစ်ခါမှလည်းမရောက်ဘူးတဲ့နည်းကျမကမေးပြီးမြန်ပြီးသွားတော့အိုးကျမရှောက်လိုက်ရတာနှစ်နာရီလောက်ရွာကလေးကိုရောက်သွားတော့စာတင်ချောင်းလေးကိုမြင်လိုက်ရတော့ကျမတော်တော်စိတ်သက်သာသွားဘာဖြစ်လို့လဲဖုန်ကြီးကြောင်လေးထဲမှာ ော်ဘုန်းကြီးကပေးတဲ့နေရာလေးမှာတွဲပြီးဖွင့်ထားတဲ့ဝကမိုးထရံကမြေဆိုင်ကျောင်းလေးဝကမိုးထရံကဆိုလို့ဝကကအမိုးလည်းမရှိတော့အောက်ကကာထားတဲ့ထရံကလည်းအောက်ခြေတွေကအကုန်ပြတ်တကျကျမတို့ရွာကျောင်းနော်ကျောင်းသားတွေလာလားမလာလားပရင်းဘောက်ကနေကြည့်စရာမလိုဘူးငုံကြည့်လိုက်ခြေထောက်တွေလှမ်းစစ်လိုက်လို့ရတယ်ကျောင်းသားတွေရှိလားမရှိလားနော်ခြေထောက်ကိုစစ်ရတဲ့ကျောင်းအဲ့ဒီကျောင်းလေးမှာကျမတာဝန်ကျတော့မိုးရွာရင်နော်ထီလေးဆောင်းပြီးသင်ရတယ် နေပူရင်နေပူတဲ့နေရာကိုထီလေးကို꿰ပြီးတော့အဲ့ဒီလိုတင်ခဲ့ရတဲ့ကြောင်းကလေးပေါ့နော်ရောက်သွားပြီးတော့ကျမဒီထက်စိတ်ဓာတ်ကျသွားတာဘာလဲဆိုတော့မူလာရန်ကျောင်းလို့တာပြောတာလေးရန်ကျောင်းသားတယောက်မှမရှိသုံးတန်းကျောင်းသားက၃ယောက်ပဲရှိနှစ်တန်းကသုံးတန်းထက်များတယ်တန်းကနှစ်တန်းထက်နည်းနည်းများတယ်အများဆုံးကတော့သူငယ်တန်းပဲနော်သူငယ်တန်းမှာတော့တရွာလုံးမှာရှိသမျှကလေးတွေကိုသူငယ်တန်းမှာလာပြီးထည့်ထားကြတယ် ဆရာမတွေကိုကလေးထိန်ခိုင်းတာပေါ့ရှင်နော်နှုတ်ဆုပ်ကလေးတွေရောနော်ကြည့်သမျှကလေးတွေကသူငယ်သားမှာပြဲဆိုကလေးတွေကငိုလိုက်ကလေးကြီးတွေကဒီကလေးတွေကိုပွေပြီးတော့လဲတဲ့လိုက်ရတယ်မိဘတွေကကောက်ဆိုင်နေကြမအေးတွေကမအေးတွေရှိတဲ့နေရာကိုဒီကလေးတွေပွေပြီးနှုတ်တိုက်လိုက်ပြီးနှုတ်တိုက်ပြီးတော့တချို့ပြားမလာတော့ဒီလိုနဲ့ပြန်းမလာပြန်းမလာနဲ့ညနေဆောင်တော့ကျမစာတင်ရတဲ့ကြောင်လေးထဲမှာကြောင်သားဥယျာဉ်20တောင်မပြည့်တော့ဒါကတနည်းမှုလည်းမဟုတ်ဒီတော့ကျမကလည်းအသက်20ကျော် နော်တက်20ကျော်အစိတ်တောင်မရှိသေးဘူးကျောင်းဆရာမလေးနော်မန်ကလေးကလည်းရှိတာပေါ့ငါဟဲ့ကျောင်းဆရာမဆိုတော့မန်လေးနဲ့ကျမကအမိတ်ထုတ်တယ်ရှင်ဒီကနေ့ကစပြီးရင်နော်မင်းတို့ဟောဒီနှုတ်ဆုတ်ကလေးတွေကျောင်းခေါ်လာတဲ့သူကိုဆရာမကရိုက်ခေါ်မလာခဲ့တဲ့ကျောင်းမှာအပ်ထားတဲ့နော်ကျောင်းမှာစရင်ဝင်တဲ့လူကလွဲပြီးရင်ကလေးထိမ့်ဖို့ကလေးတွေကျောင်းခေါ်မလာရဆိုပြီးကျမကအမိတ်ထုတ်လိုက် ကျမအမိတ်ထုတ်တာဘလောက်ကောင်းတယ်လဲဆိုတော့နောက်တနေ့ကစပြီးတော့သူငယ်တန်းတယောက်မှမလာတော့သူငယ်တန်းနေရာတွေကအကုန်ဟောင်းလောင်းဖြစ်သွားတရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်တစ်ပတ်လည်းမဟုတ်နှစ်ပတ်လည်းမဟုတ်ဆိုတော့ကျမကြောင်းဆရာမမတာဝန်ရှိပြီဘာဖြစ်လို့လဲကျမကအမိတ်ထုတ်လိုက်မိတာဟုတ်နော်မိတ်ထုတ်လိုက်မိတယ်နှုတ်ဆိုကလေးခေါ်မလာရဆိုတော့ကျွတ်တို့မလာဘူးဗျာဆိုမလာကြဘူးရှင့်အဲ့တော့ကျမကရွာထဲကိုလိုက်သွားရတယ်လိုက်သွားပြီးတော့သူငယ်တန်းရှိတဲ့အိမ်တွေကိုတအိမ်တဆင်းကျမကလိုက်ပြီးပြန်စီယုံရတယ် တော်ရဲ့အတော်သားကိုကြောင်းထက်လိုက်ပါနော်အတော်အတော်သမီးကိုကြောင်းထက်ပါရှင့်သူငယ်တန်းကလေးကကြောင်းပြတ်တာမကောင်းဘူးတော်ရဲ့ကျမကလိုက်ချော့ထဲတော့ကျောင်းသားမိဘတယောက်ကကျမကိုပြောလိုက်တဲ့စကားကျမဘယ်တော့မှမမေ့သူကဘယ်လိုပြောလိုက်လဲဆိုတော့ဆရာမဒီလိုဆိုလို့ရှိရင်ဆရာမဇိုးမျိုးခံနိုင်ပါမလားဟာကျမကျောင်းဆရာမလေးတော်ကျောင်းဆရာမလေးကျမကဒီကလေးတွေရဲ့ဇိုးမျိုးကိုကျမဘယ်လိုခံရမှာပါလဲဘယ်လိုဇိုးမျိုးပါလဲကျမကစဉ်းစားတယ် ျမတိတ်ပြီးမစင်းစားလိုက်ရပါဘူးပေါ်လာတယ်ဩလက်ဆက်တတ်တော့ကျမတို့ခလေးတွေကိုဆရာမကူထိန်ရင်ကျောင်းသားတွေကျောင်းထက်ပဲကူမထိန်ရင်တော့ကျွတ်တို့ကပညာရေးအရေးမကြီးဘူးကောက်ဆိုင်မှာထမင်းစားရတာကျွတ်တို့မထက်နိုင်ဘူးလို့ကျမကိုဒီလိုအရေးဆိုလိုက်တာဆိုတာကျမကသိလိုက်တယ်ရှင့်အဲ့တော့ကျမကဘာပြန်ပြောရလဲဆိုတော့ဩဟုတ်ကဲ့ပါအတော်ရဲ့ကျမဇိုးမျိုးခံမမယ်ခလေးတွေကိုလည်းထည့်လိုက်ပါကျမကူထိမ့်ပါမယ်ဆိုပြီးကျမကကိုယ့်အကူဥပဒေထုတ်ပြီးကိုယ့်အကူပြန်ချော့ပြီးတော့ဒီခလေးတွေကိုကြောက်နေရအောင် ပြန်သွင်းရတယ် တကယ်လဲကလေးတွေကဘဲဆိုငိုပြီဆိုရင်ဟဲ့ဘသူကလေးတော့ចောင်းသားကြီးတယောက်တော်တော်လဲတဲ့တော့အမေကိုမက်စီကိုလိုက်ပြီးနှုတ်တိုက်ပြီးရင်ပြန်လာတော့မင်းကလေးကိုဆ iam နန်လာတိတ်တာဆ iam ထိပေးမယ်မင်းကစာရေးစာချက်ကျမကဟောဒီလက်တစ်ဖက်ကကလေးတွေကိုရက်ခတ်ပြီးဒီလက်တစ်ဖက်ကကျမမြေပြူကိုင်းပြီးသင်ခဲ့ရတဲ့ကလေးထိန်ခဲ့တဲ့ဆ iam နော်ရွာချောင်းလေးတွေမှာကျမတို့မှာရွေးချယ်စရာမရှိဘူးရှင်ចောင်းသားတွေလာဖို့ကျမတို့ကဒီလိုပဲစီယုံခဲ့ရထားတော့ကျမက ဒီကလေးတွေကိုနော်ထိရင်ပြူရင်လည်းသူကသူခိုးကြောင်ခိုးဝဲထိနေရတယ်ကျမအမိတ်ထုတ်ကောင်းလိုက်တာကိုကတော့ကူးထိရတဲ့ဘဝရောက်သွားတာပေါ့နော်ဒါဒီလိုနဲ့စခန်းသွားခဲ့ကြကျောင်းခေါ်ကြမနဲ့မိုးလင်းပြီဆိုလို့ရှိရင်ကျမကအတန်းကျောင်းသားတွေကိုကျောင်းခေါ်ရတယ်နော်အတန်းနက်စ်ခေါ်ရတယ်ဆရာဆရာမတွေကကျမကနာမည်ခေါ်တယ်နော်မောင်တမောင်ထွန်းခေါ်တယ်ကျောင်းသားတယောက်မှမထဘောမောင်တမောင်ထွန်းမလာလို့နေမှာပဲပေါ့ကျမက absent မောင်အောင်ကျော်ဆူခေါ်လိုက်တယ်မထာဝရှင် absent ယောက်ျားလေးတွေခေါ်လိုက်တာတယောက်မှဟာဘယ်သူမှလည်းမထူဘူးကဲမိန်းကလေးတွေပဲငါလှည့်ခေါ်ကြည့်အောင်မယ်ကျွန်မခေါ်တယ်တင်တင်ဝင်းဘယ်သူမှမထပပလင်းဘယ်သူမှမလှုပ်အဲ့တော့ကျွန်မတစုံတရာမှားနေပြီဆိုတော့ကျွန်မသိလိုက်တယ်နော် အဲ့တော့ကျမကအေးသူတို့ကိုကြောက်နာမယ်ခွန်မဲ့စားတယောက်ချင်းကိုနာမယ်မေးကြည့်မယ်ဆိုကျမကတယောက်ချင်းကိုကဲတာမတ်တရတာနာမယ်ဘယ်သူတို့လက်ပိုက်ပြီးဖြစ်ရကျွန်တော်နာမယ်ချက်စုဆရာမဟုတ်တယ်သူ့ချက်ကလှမ်းကြည့်လိုက်တော့စူးနေတာနောက်တစ်ယောက်ကျွန်တော်နာမယ်နသီးဆရာမသူ့နားကိုလှမ်းကြည့်တော့နားမှာအသီးနဲ့နော်ကဲနောက်တစ်ယောက်မင်းနာမယ်ဘယ်သူတို့မဲတူဆရာမအိုးသူ့ရဲ့မဲတဲ့လူကျမတစ်ခါမှမတွေ့ဘူး မိန်းကလေးတွေလည်းဒီလိုပဲကဲတမိနာမည်ဘယ်သူတို့ပြောသမှတမိနာမည်ကသေးတာဆရာမတကယ်ကိုတေးသေးလေးမျက်နှာလေးကလူရအကြီးကြီးနော်ကဲနောက်တစ်ယောက်တမိနာမည်ဂျုံမဆရာမကဲနောက်တစ်ယောက်ဘုတ်ဆုံဆရာမနော်ဒီအတန်းနဲ့ကစာအုပ်ထဲက register ထဲကသူတို့ကြောက်အပ်ထားတဲ့နာမည်တယောက်မှကျွန်မရှာမတွေ့ဒီတော့ကျွန်မကမေးကြည့်တော့မှသူတို့ကသူတို့ကြောက်နာမည်တောင်မသိရှာတဲ့ရွာကလေး နော်သူတို့ရဲ့ចောင်းနာမည်ကဘသူဘေးဝါဆိုတာတော့မသိဘူးငငယ်ကလေးအိမ်ကအလွယ်ခေါ်တဲ့နာမည်တွေကိုပဲတရွာလုံးကတည်တယ်တငယ်ချင်းချင်းချင်းလဲဒီနာမည်ပဲတည်ကိုယ့်နာမည်တော့ကိုမသိဘူးဆိုတော့အဲ့တော့ကျမကလည်းဟေးမောင်ထွန်းမောင်ထွန်းဆာလာပြကဲပပါလင်းစာဆိုစမ်းလို့ကျမလုံးလို့မရမဲတူမတတ်ရနော်ပုจิตမတတ်ရဘုတ်ဆုံးမမတတ်ရကျမကိုယ်တိုင်ကလည်းပဲအဲ့ဒီသူတို့ရဲ့အိမ်နာမည်တွေကိုခေါ်တဲ့ဆရာမအလိုလိုဖြစ်သွားနော်ចောင်းလေးရ အဲ့ဒီမြေဆိုင်ကျောင်းလေးထဲမှာဟောဒီစာအုပ်ထဲမှာကျောင်းသားစည်ရင်းက180လောက်ရှိဒါပေမဲ့နေတိုင်းနေတိုင်းကျောင်းလာတက်တဲ့ကျောင်းသား90တောင်မပြည့်နော်အဲ့တော့ကျမကနေတိုင်းနေတဲ့ကျောင်းပြတ်တယ်များနေတဲ့ခါကျတော့ကျမကကျောင်းအုပ်ဆရာမကြီးကိုတွားပြီးတိုင်တယ်နော်ကျောင်းဆရာမကြီးကိုတွားတိုင်တယ်ဆိုတော့ပြည့်တက်ကြီးတော့အောက်မေးလိုက်မယ်ဆရာမကြီးရုံငန်းထဲတွားတာလားဘယ်လိုက်တွားတာတော့အောက်မေးလိုက်ဘယ်လိုက်တွားတာတော့ဆိုကျမလဲတဲ့ကိုလိုက်တွားဘာဖြစ်လို့လဲဆရာမကြီးကိုယ်တိုင်ကောက်ဆိုင်နေနော် ကျောင်းအုပ်ဆရာမကြီးတွေမစားလောက်ဘူးရွာကျောင်းမှာသူ့ရှိတဲ့လယ်လေးမှာဆရာမကြီးကလည်းသူကိုယ်တိုင်ကောက်ဆိုင်နေကျမကလယ်ထဲကိုခမကလေးဆောင်းပြီးလိုက်သွားတော့ကျမကိုမြင်တော့ဆရာမကြီးကနော်ကောက်ဆိုင်နေရှာတာကောက်ဆိုင်နေရတယ်ပြီကစင်းမော်ကိုတက်လာဆရာမဘာကိစ္စရှိလဲဆရာမကြီးကျမနေတိုင်းနေတိုင်းကျောင်းခေါ်တယ်ဆရာမကြီးဆရာမကြီးဒီထဲမှာကျောင်းသားဥယျာ180ရှိဒါပေမဲ့ ကျောင်းသားလာတာ90လောက်ပဲရှိတယ်ဆရာမကြီး။ကျောင်းပြက်တင်များတယ်ဆရာမကြီး။အဲ့ဒါဆရာမကြီးကိုကျမလာပြီးတိုင်တာပါ။ဆိုတော့ကျမထိုးပေးတဲ့ကျမရဲ့ကျောင်းခေါ်ချိန်မှတ်တမ်းကိုဆရာမကြီးကစိတ်ဝင်စားဘူး။နော်ဖုန်းဆိုပိတ်ပြီးတော့ကစင်းပေါ်ဘုံဆိုပြစ်ချလိုက်။ပြီးတော့ကျမကိုပြောတယ်ဆရာမကကျောင်းဆရာမအစ်စ်ကလေးမို့လို့ကျမတို့ကပြောရမှာအာနာလို့ဆရာမရဲ့တကယ်တော့ဆရာမအဲ့ဒီကျောင်းသား90ရာအကုန်ပါပဲ။ကျောင်းသား180ဟောဒီထဲမှာစည်ရှိတယ်ဆိုတာ ကျမကညာပြီးပြထားတာဆီမိုင်းအဲ့ဒီထဲကိုဆီမလှမ်းကြည့်လိုက်နော်သူငယ်တန်းစင်းထဲမှာရှိတဲ့ကလေးတွေအပြင်းမှာကလေး9ယောက်လောက်တောင်ရနေပြီဒါပေမဲ့ကျမသူငယ်တန်းတွေကမထုတ်ဘူးဘာဖြစ်လို့လဲဟာဒီเจ้าကကွာចောင်းသားဥစီ90လောက်ပဲရှိတယ်100တောင်မကျော်ဘူးဟိုဘက်ရွာနဲ့ပေါင်းလိုက်ကျမရွာဆက်ရှင်ចောင်းလေးဆက်ရှင်ပြောက်သွားမှစိုးလို့အဲ့တော့180ចောင်းစအပ်ခရေကဟောဒီရွာတွေကလူတွေကိုကျမကမထုတ်ဖွဲနဲ့ထားတာ180 ညာရေးမှုကြီးလာပြီဆိုရင်ကျမကကျောင်းသား180ဟောဒီမဲ့ကျောင်းလာပါတယ်ပြလိုက်ပညာရေးမှုကြီးကလက်ညှိုးလက်မှတ်ထိုးပြီးပြန်သွားလိုက်ဒီလိုနဲ့ကျမဒီကျောင်းလေးကိုမြဲအောင်ထိန်းခဲ့ရတာဆရာမရဲ့အဲ့တော့ကျမကလည်းဗာတနိုင်မှာ register စာအုပ်ကလို့ပိုက်ပြီးတော့ကျမလည်းလေထဲကနေကျောင်းပြန်လာခဲ့နော်အဲ့ဒီနေ့ကစပြီးပညာရေးဌာနကိုကျမလည်းလိန်ခဲ့ပါတယ်နော်ကျောင်းဆရာမဖြစ်ပြီးနှစ်ပတ်မြောက်နေ့ကစပြီးကျမလိန်ခဲ့တယ်ကျမလည်းကျောင်းသား180အလုံးကို attendance ပြတယ် ကျောင်းသားတွေလာပါတယ်ဘာဖြစ်လို့လဲဟုတ်တယ်လေသူတို့ရွာလေးမူလာတန်းကျောင်းချပေးပြီးကမှကျောင်းသားတရာမပြည့်ရင်အဲ့ဒီခစ်တရာကျောင်းသားတရာမပြည့်ရင်ဆက်ရှင်တွေပေါင်းတာရွာတွေမှာနော်အင်မတန်ခေါင်းတဲ့ရွာလေးတွေဆိုတချို့ဆိုလို့ရှိရင်ဆက်ရှင်ရပြီးသားတော်ပြောက်ကုန်ရဒါတော့ကျမကအဲ့ဒီလိုကျောင်းသားတွေကိုအဲ့ဒီနေ့ကစပြီးကျမက register လက်မခေါ်တော့ဘူးအားတဲ့နေ့အားတဲ့နေ့တွေမှာကျမကကျမပုံမှန်လေးတွေပြပြီးကျောင်းသားတွေနေတိုင်းအလာပေးရတာနော် ထားတော့ကျမဒီရွာကြောင်းလေးမှာလုတ်ခဲ့တဲ့မြကလပ်ပတ်လုံးမှာကျမမေ့မရနိုင်တဲ့တပည့်လေးတွေအကြောင်းကျမကပြောချင်တာဒီကိရိအာစရိယပူဇော်ပွဲဆိုတော့ဆရာဆရာမများကိုကျမကဂုံပြုချင်တာပါကျမအဲ့ဒီဆရာမလုတ်ခဲ့စဉ်ကလပ်အဲ့ဒီရွာလေးမှာလုတ်ခဲ့တဲ့ကကျမချစ်လို့မရခဲ့တဲ့တပည့်လေးတယောက်ရှိခဲ့ဘူးလေဟာဒေါခင်ခင်သူရဲ့ဆရာဆရာမတို့မြည်ဒီမှာကို့အတန်းနဲ့ကလေးတွေကိုတာသမီနဲ့မချချစ်ရမယ်ဆိုတာ ဆက်ဆက်မစိတ်သက်မရှိလိုက်တာလို့ကျမကိုအောင်းမေးကောင်အောင်းမေးပါလိမ့်ဒါပေမဲ့ချစ်မရတာမရတာပဲရှင်သူကချစ်စရာလည်းမကောင်းဘူးနော်သူ့ကိုလှမ်းကြည့်လိုက်ရင်အမြဲတမ်းနော်ညစ်ပေတူးဆောဆောကျမရွတ်ပြတဲ့မဲတူဆိုတဲ့ကလေးပေါ့အမြဲတမ်းသူ့ကြည့်လိုက်ရင်နော်မဲတူးနာဗဒါကြောင့်သူ့ကိုမဲတူးခေါ်တာထင်ပါရဲ့သူ့လက်တစ်ဖက်ကအမြဲတမ်းခေါင်းထဲမှာဟော်လိုစိုက်ထားတယ်ဘာဖြစ်လို့လဲခေါင်းထဲမှာအနာတွေကအများကြီးပဲအဲ့ဒီအနာတွေကသူဆက်နေရသည်ကုတ်နေရနော် သူ့ခေါင်းပေါ်မှာအမြဲတမ်းရင်ကောင်းနေရဝဲနေမဲတူမလို့ကျမကိုစာလာပြပြီဆိုလို့ရှိရင်ရင်ကောင်းတန်ကအရင်စကြကျမကောင်းငုံပြီးစာစစ်နေရင်ကောင်းတန်တဝူဝီကြရင်ဒါငါအနမဲတူရောက်နေပြီကျမကတိလိုက်အဲ့ဒီရင်ကောင်းတွေကသူ့ခေါင်းပေါ်အုံလိုက်ကျမကိုပေါ်လာအုံလိုက်သူ့ခေါင်းပေါ်အုံလိုက်ကျမနှစ်ဖူးပေါ်အုံလိုက်ကျမကရင်တလောင်းလောင်းနဲ့စာသင်းလာခဲ့ဆရာမနော်ရင်ကဟောလိုလိုနေတာကျမတို့ဆရာတို့ပဲနားလည်မယ်ဒါတော့သူ့ရဲ့မျက်နှာမျက်စုပ်ချွန်းချွန်း မျက်လုံးကမေးပြီးတော့နော်မျက်လုံးကမေးပြီးဆွေးနေမျက်လုံးကနှာခေါင်းကလည်းကာကာဘဆတ်ကြီးရဆိုတာပြဲနေရီလိုက်ရင်နရွက်တောင်တက်ချိန်ပြတ်နော်ဘဆတ်ပြဲကြီးနဲ့ရုပ်ဆိုးလို့လားဒီကလေးကကျမကမချစ်တာမဟုတ်ပါဘူးရှင်သူ့ရဲ့ဝတ်စားစီရင်မှုလည်းကြည့်ဦးဘယ်တော့မှအဖြူစိမ့်မဝတ်အဖြူစိမ့်ဆိုတာကြောင်းဝတ်ဆုံးလို့ကျမတပည့်လေးတွေမသိရှာကြဘူးအဲ့ဒီရွာမှာလွန်ခဲ့တဲ့နှစ်ပေါင်း30ကျော်က1988ခုနှစ်က ဒီကလေးတွေကအပြုနဲ့အစိမ့်ဆိုတာကြောင်းဝစ်စုံဆိုတာမသိတဲ့ကလေးတွေမဲတူကအမြဲတမ်းပဲအိယာတွေကလည်းလူလဲပြီးထလာဘယ်တော့မှအင်ကြီးလဲလာတယ်လို့မရှိဘူးနောက်ကအင်ကြီးရတွန့်လိမ့်နော်တွန့်လိမ့်လို့ပစိုးရလည်းသူ့အဖေပစိုးလာသူ့ဦးလေးပစိုးလာတော့မဟုတ်ဘူးသူပစိုးမဟုတ်တာတေချာတယ်လူကြီးပစိုးကြီးနော်ဘလောက်တောင်ကမြင့်ထားလဲဆိုတော့ပစိုးရတထောင်လောက်ပြဲလာအဲ့ဒီအပြဲကြီးကိုထိတ်ကထုံပြီးဂပုံစာကြီးလုပ်ပြီးဝတ်ထားအင်ကြီးကလည်းဟာပြဲ အင်ကြီးတထယ်လုံးမှာကျဲသီးရတလုံးမှရှိအဲ့ဒီကျဲသီးနဲ့တဲ့တဲ့ကျဲသီးပေါက်ဝင်းပေါက်ကြီးကကျဲနေတော့ကျဲသီးရထိုးလို့မရဒါမဲ့အဲ့ဒီဝင်းပေါက်ရအောက်ကကျဲသီးခွင်းကြတော့အကောင်းပဂရိတိုင်းဒါမဲ့အောက်ကကျဲသီးခွင်းနဲ့တဲ့တဲ့မှာလည်းကျဲသီးရမရှိပြန်ဒီတော့မဲတူကညံကောင်းပါတယ်ဘယ်လိုထိုးတာလဲအပေါ်ကကျဲသီးနဲ့အောက်ကဝင်းပေါက်နဲ့လှမ်းထိုးထားနော်သူ့ကိုလှမ်းကြည့်လိုက်ချင်မကိုတော့ဒီမှာတောင်ခေါင်းဆောင်ညံအမြဲတမ်းပဲသူကအမြဲတမ်းစောင်းဆွေနေသူ့ရဲ့အင်ကြီးကဒီတစ်ချေတည်းရှိတာ ထတော့ဒီလိုဆင်းရဲလို့ကျမကမချစ်တာလားမဟုတ်ဘူးဆင်းရဲလို့သာမချစ်ကြေးနော်အကြီးတန်လို့သာအယုတ်ဆိုးလို့သာမချစ်ကြေးဆိုရင်ကျမအဲ့ဒီအကြောင်းကခလေးတွေကိုကျမတရားဟောမှချစ်စရာအကြောင်းမရှိအလုံးဆင်းရဲတယ်အလုံးညစ်ပတ်ပေတူးနေတာကျမသူ့ကိုမချစ်တာကကျမကိုမခန့်လေးစားလုပ်တယ်လို့ကျမကထင်လို့အဲ့ဒီတော့ကကျမအသက်20ကျော်အစိတ်အဲ့ဒီခေတ်က3နှစ်4နှစ်ဆိုတာရွာတွေမှာအပြိုပေါက်လူပြိုပေါက်တွေဖြစ်နေတယ် ကျမတို့လှမ်းကြည့်လိုက်လို့ရှိရင်တို့အရက်မောင်းကြီးတွေနဲ့အသက်တာကွာခြင်းကွာမယ်အရက်မောင်းကြီးတွေကြည့်လိုက်လို့ရှိရင်ကျမတို့နဲ့ရွယ်တူလို့နော်အဲ့တော့သူကကျမကိုမလေးမဆလှုပ်တယ်လို့ကျမကခံယူတယ်စာချက်ခိုင်းတယ်ဘယ်တော့မှမချက်ဘူးအရိုက်ခံတယ်တင်ချာတွက်ခိုင်းတယ်ဘယ်တော့မှမပြနိုင်ဘူးကျမရိုက်တာကိုခံတယ်ရိုက်ချင်ရိုက်လေကျုပ်ကတော့မလုပ်ဘူးဗျာဆိုတဲ့ပုံနဲ့ကျမကလေဦးရေရလွန်းလွန်းနော်သူကျမကိုတက်တက်ကန့်ကန့်တိုက်နေတာလို့ကျမဒီလိုပဲခံယူတယ် အဆိုးဆုံးကတော့ဗာလဲဆိုတော့ကြောင်းကိုမှမှန်မလာတာမနေ့ကိုယ်တိုင်ထိုးရင်ကျမကတန်ချောင်းခောက်တယ်ခောက်ပြီဆိုလို့ရှိရင်ကျမတပည့်လေးတွေနဲ့ဟောဒီလိုကြောင်းရှိမှာနော်အဲ့ဒီကြောင်းရှိမှာအာလုံးကိုအတန်းလိုက်တန်းစီပြီးအလန်တိုင်ကိုနော်အာလုံးတန်းစီစံပြီးစီပြီးလို့ရှိရင်ဒီကလေးတွေကအလန်တော်ကိုအလေးပြုတယ်ကျမတို့နိုင်ငံတော်သချင်းကိုဆိုတယ်ပြီးရင်တန်းစီပြီးဝင်ပြီးကျမကကြောင်းလေးတွေရောက်ပြီးဆိုလို့ရှိရင်သူတို့ကိုဖျားရှစ်ခိုးတွေတင်ပေးတယ်ကျမကတန်ဖို့တွေဂါထာလေးတွေနော်ဒီ မင်္ဂလာတုတ်နဲ့မေတ္တာတုတ်ကျမတင်ပေးပြတယ်ပေါ့နော်ကလေးတွေကိုအဲ့ဒီလိုတင်ပေးပြီးကျမကစာတင်ပြီးကျမစာတင်လို့တဝက်ကျိုးမှမဲတူကကျောင်းဘက်ကိုရောက်လာတယ်။နာယီကိုကြည့်လိုက်အမြဲတမ်း10နာယီဝန်းကျင်မဲတူကရောက်လာပြီးကျမကိုလက်ထောင်နေရှင့် နော်လက်ထောင်နေလက်ထောင်ရင်ကျမကလည်းခေါင်းငိမ့်ပြလိုက်မဲတူကဝင်းလာပြီးကျမရှင်းမှာလဝါဖြန့်သူလဝါဖြန့်တော့ကျမကပေဒါနဲ့ဗျမ်းဆိုတစ်ချက်ရိုက်လိုက်တယ်မဲတူကသူ့တာဝန်ကျေသွားပြီးကြောက်နောက်ကြတဲ့အတွက်ဆ iam မကငါ့ကိုတစ်ချက်ရိုက်ပြီးငါတာဝန်ကျေပြီးဆိုတဲ့ပုံနဲ့သူကအတားထဲမှာသွားထိုင်ကျမကလည်းဘာဖြစ်လို့မှမသိရောင်းရောင်းပြီးတော့မဲတူ ဆယ်နာရီလာလို့လက်ဝါးဖြန့်ရင်ကျမရိုက်လိုက်တယ်။ तू ကတူတန်းကိုသွားထိုက်တယ်။တခါတလေကျမစာပြနေရင်လည်းမျောတော်မျောမိသေးဆယ်နာရီတောင်ထိုးတော့မယ်မလာသေးပါလားပေါ့နော်။တနေ့အမှုမဟုတ်တော့ကျမကလည်းမခံကျင်ဖြစ်လာနော်။မခံကျင်ဖြစ်လာတယ်။ဘာဖြစ်လို့များငါဒီကလေးဆယ်နာရီထိုးမှလာတာကိုတစ်ချက်တစ်ချက်ရိုက်ပြီးလက်ခံနေရတယ်။ကဲ तू အိမ်ငင်းလိုက်ပြီးငါစုံစမ်းမယ်ဆိုပြီးကျမတမနဲ့တော့နော်။သွားပြီးစုံစမ်းတယ်။သူ့အမေနဲ့ကျမပတ်ပင်းတွေ့သူ့အမေနဲ့တွေ့တော့ကျမကတိုင်နာပေါ့ရှင်။ အတော်ရဲ့ခလေးကိုကြောင်းစောစောလွှတ်လိုက်ပါဘယ်တော့မှဆိုကြောင်းနောက်ကြတာလေးတန်းအတော်ရဲ့ကြောင်းကစားတိတ်အရေးကြီးပါတယ်ဒီနေ့ကနော်ထဲ့ပါအတော်ရဲ့သူ့အမေကကျမကိုဘာမှပြန်မပြောဘဲနဲ့မျက်နှာတိမျက်နှာထားနဲ့ခါးကြီးထောက်ပြီးရန်ထောက်တာဘလို့ရန်ထောက်လဲအလိုတော်ဆီယမကမြဘောင်းမြန်ကျုပ်သားလေးကိုလာတိုက်ရတဲ့ရှိသေးကျုပ်ကဆီယမရှိလိုက်လာမလို့မအားသေးလို့တော့တရက်တော့လာခဲ့ဦးမယ်လို့ကျုပ်ကကြိမ်းထားတာရဲ့ ကျမကဘာဖြစ်လို့လဲတော့အိုးရရဆက်ဆက်တော့ဆရာမမလို့ကြုတ်သားလေးကိုမနဲ့မိုးမနေသေးဘူးမဲတူထမင်းချမ်းတောင်မစားနိုင်ဘူးမျက်နှာတောင်မတက်နိုင်ဘူးဆရာမကကြုတ်ကိုတန်ရှင်းရေလုတ်ခိုင်းထားလို့ဆရာမကတစ်ပင်ခြိုင်ခိုင်းထားလို့ဆရာမကစီးကာခိုင်းထားလို့ဆရာမကမြောင်းဖော်ခိုင်းထားလို့နဲ့ကျုပ်သားလေးမနဲ့မလင်းသေးဘူးထထသွားတာတော်တော်ရက်ဆက်တဲ့ဆရာမပဲကျုပ်ကလက်ရထောင်လို့ကျုပ်သားလေးကဆင်းရဲလို့လားဆရာမကျုပ်သားလေးကိုဖိခိုင်းနေတာအိုးအတော် ျမဘာတစ်ခုမှမခိုင်းရပါဘူးတော့ရေအခုလာတာလေအတော်သားကဘတော်မှကြောင်းကို6နာရီပြောနေ10နာရီထိုးမှလာတယ်အမြဲတမ်းကြောင်းနောက်ကြတယ်ဒါကြောင့်မလို့ကျမကလိုက်လာတာအတော်ကြောင်းမှမှလှုပ်ဖို့ကျမကလာပြောတာပါဆိုတော့အဲ့ဒီကျမသူ့မေကသဘောပေါက်တော့အိုးဟုတ်လားကျုပ်ကဆ iam မထင်လွဲနေတာသူမနဲ့မနဲ့ကိုအစိုးရထတော်တာထမင်းတောင်မစားဘူးဆ iam မကခိုင်းထားလို့ခိုင်းထားလို့နဲ့သွားတာဆ iam မ6နာရီလောက်ခရေကျမကြောင်းကိုတော့10နာရီလောက်မှရောက်လာတဲ့အတော့ ော်ဒါဆိုလို့ရှင်ကျုပ်သိပြီဆရာမဒီကောင်ကြောင်းလစ်ပြီသူ့အမေကတော့ကျမလုံးမဟုတ်ဘူးကျင်းဆဲပြီးကြံရစ်ခဲ့နော်မตาလေးလာစမ်းကြောင်းသိမယ်ပါညာနဲ့ကျမကသူ့အိမ်ကနေပြီးကြောင်းကိုပြန်လာတဲ့လမ်းတစ်လျှောက်လုံးမှာကျမကစဉ်းစားရပါပြီကြောင်းသားလေးတရနော်သူ့အိမ်ကမနေ့6နာရီထထသွားပြီးတော့10နာရီမှကြောင်းကိုရောက်လာတဲ့ဒီကလေးဘယ်ပြောက်နေတယ်လဲဆိုတာကျမကကြောင်းဆရာမပြီးပြီးရင်ထဲကိုရောက်လာခဲ့ အဲ့ဒီနေ့ရခတိုင်းလိုပါမယ်မဲတူကကျမကိုလက်ညိုးလာထောင်တယ်ကျမကခေါင်းငိမ့်ပြလိုက်တယ်သူကကျမရှေ့မှာလဝလာဖြတ်တယ်အဲ့ဒီနေ့ကျမမဲတူကိုမရိုက်ဘူးရှင်မရိုက်ဖက်နဲ့အကြာကြီးကျမသူ့ကိုပစ်ထားသူကလည်းကြောင်းနေတာပေါ့ကျွန်ကျမကခတိုင်းဆိုရင်ဆ iam ငါ့ကိုပေးထားတဲ့တစ်ချက်တစ်ချက်ရိုက်လိုက်ပါလေဘယ်နဲ့ကြောင့်ဒီကနေ့မရိုက်တာပါလဲကျမကလည်းအဲ့ဒီလိုမှသိအောင်လို့ကိုမရိုက်ဖက်နဲ့တခြားစာတွေကိုပဲသင်နေပြီသူ့ကိုလှည့်မကြည့်နော်ကျမကခလေးနဲ့ပြိုင်ပြီးစိတ်ကောက်နေတာပေါ့ခဏတော်တော်ကြီးကြာတော့မှမေးတယ်မဲတူ မင်းအိမ်ကိုမနေ့ကဆရာမရောက်ခဲ့တယ်မင်းအမေကပြောတယ်မင်းမနေ့မလင်းသေးဘူးသမီးညာတော့မစားဘူးမျက်နှာတော့မသိဘူးကြောင်းကိုထသွားတယ်ပြောတယ်ပြီးတော့မင်းကိုငါကတစ်ပင်ခြိုင်ခိုင်းလို့ဆိုငါကမင်းကိုစီးကာခိုင်းလို့ဆိုမင်းကိုမြောင်းတူးခိုင်းလို့အစိုးရီသွားတာလို့မင်းအမေကိုပြောတယ်ဆိုမင်းရောက်လာတော့ကြောင်းကိုဆယ်နှစ်ထိုးမှရောက်လာမင်းမှန်မှန်ပြောစမ်းကြောင်းကို ကျောင်းတက်တဲ့အချိန်မရောက်ဖဲနဲ့ဂျားကာလာတွေမှာမင်းဘဲကိုသွားနေတယ်လေပြောမဲတူကအံ့ဩသွားတယ်ကျမသူ့အိမ်ကိုလိုက်လာလိုက်မယ်သူမထင်ဘူးကျမဓာတွေကိုစုံစမ်းသိရှိသွားတော့ဒီကလေးကအံ့ဩသွားမဖြေဘူးရှင်ခါတိုင်းလိုပါပဲကျမကိုမခံလေးစားလုပ်ဘူးနော်ပေကက်ကရိုက်ချင်ရိုက်လေဆိုတော့ပုံနဲ့ရှင်းသူကလုတ်ပြန်တယ်ဒီတော့ကျမကစိတ်တွေတူသွားတူသွားပြီးခါတိုင်းကျမကပေနံနဲ့ရိုက်နေတဲ့ဆီယာမကဒီဒီခါတော့စာချတဲ့ကြိမ်လုံးကြီးကိုကောက်ကင်လိုက်နော်ကောက်ကင်နေပြီကဲလက်ဝါးဖြန့်စမ်းမင်း พี่เนี่ยไม่ดูอะไรเนาะพี่ชายเนาะจะมาแค่ไอ้สาชาติเจริญลงนี่เนี่ยตู้กูน่าซีดอสูเลยสิ่งไหนกูจะมาแค่ชาไลด์ได้เี้ยเงินเนี่ยชาไลด์ดอกเอมรเลยไม่ดูน่าดัวบีเนาะแล้วกูข้าบีดอกจะมาหนักด้วยเชยไล่มาสุดเลยตู้หนักจอมาแล้วทะเลกูกวยบีพูดทารเก้มินดีดีข้ารอนาดัวบีหมดละเก็บเจ้าจะมามันพี่ไม่เบ็ดวันนั้นไอ้จารอพี่เลยเช่นเนเนลีน่าดัวรอ ကျွန်တော်မနဲ့မနဲ့လေထဲကိုလိုက်ပြီးတော့ဘဲဥကောက်နေတာပါဆရာမ။အိုးမင်းဘဲဥကောက်တယ်ဟုတ်လား။မင်းအလုပ်လား။မင်းကကြောင်းသားအလုပ်။မင်းအိမ်ကလည်းမသိဘူး။မင်းဘဲဥတွေကောက်တယ်ကောက်ပြီးလို့ရှိရင်မင်းဘူတာကိုသွားရောက်မယ်။ရလာတဲ့ပတ်စံနဲ့မင်းတာပေါင်းမောတက်ပြီးဖဲရိုက်မယ်။ဟုတ်တယ်မလားမဲတူ။ကျမကပြောရဲမဲတူကမဖြစ်ဘူး။ကျမကတန်တန်ပြီးဆွဆွဲနာ။နော်ဆရာမပြီးပြီးရှေ့ကနေပလိတ်လိုပဲ။ဒီခါတည်းစစ်တာပေါ့စစ်တာပေါ့ပေါ့။ तू ကမဖြစ်တော့ကဲ။ မင်းမဖြေဘူးလားဟုတ်လားကဲမင်းထပ်ပြီးလဝါဖြန့်ငါထပ်ရိုက်မယ်ဆိုကျမကကျိန်လုံးကြီးနဲ့တအားလွှဲတဲ့ပြီးရိုက်မယ်လို့အဲ့ဒီကြမှာမဲတူကမျက်ရည်တွေဝဲလာမျက်ရည်တွေဝဲလာပြီးတော့ကျမကိုအဲ့ဒီကြမှာအဖြေပေးတယ်ကျွန်တော်မနဲ့မနဲ့ဘဲဦးလိုက်ကောက်နေတာဘုရားကိုသွားရောက်မှုမဟုတ်ပါဘူးဆက်မဘုရားမှာပြောင်းပြီးရလာတဲ့ပတ်စံနဲ့တာပေါင်းပေါ်တက်ပြီးကျွန်တော်ဖဲလဲမရိုက်ဘူးပါဘူးအဲ့ဒီဘဲဦးတွေကဆရာမမြို့ကိုပြန်ရင်ပေးလိုက်ချင်လို့ပါ ကျမသူ့ကိုအကုန်လွှဲရိုက်မလို့နော်ပြင်ထားတယ်ကျမလက်ထဲကချိန်လုံးကလွတ်ကျသွားတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဘဲဥတွေကကို့ပေးမလို့လို့ပြောတာပါနော်။အဲ့တော့ကျမကရိုက်မဲ့လက်ကပြုတ်ကျသွားတယ်။အော်ဒီကလေးကငါ့ရဲ့ဒုတ်ချက်တစ်ချက်တစ်ချက်ရိုက်ခံပြီးတော့ငါ့အတွက်ဘဲဥတွေစုနေတယ်ဆိုပါလား။ကျမကတနင်္လာနေ့ဝင်မန္တလေးကနေပြီးရထားကြီးစီးပြီးသွားတယ်။ တပတ်လုံးအဲ့ဒီရွာမှာပဲကျမနေရနေတိုင်းနေတိုင်းကျမမနဲ့နှစ်နာရီညနှစ်နာရီကျမလမ်းလျှောက်ပြီးပြန်လို့မဖြစ်ဘူးယထာကြီးကလည်းစီးရအောင်မယ်အဲ့တော့ကျမရွာမှာပဲနေလိုက်တပတ်လုံးရွာမှာနေပြီးရင်တောက်ကြနေဆိုရင်ကြောင်း၃နာရီဆင်းပြီးညနေယထာနဲ့ကျမမန္တလေးကိုပြန်နေကျမမိဘစီကိုကျမစနေတနေ့တွေနှစ်ရက်နေခွင့်ရတာပေါ့တောက်ကြနေကျမပြန်ပြီးဆိုရင်ကျမတပည့်လေးတွေကလက်ဆောင်တွေပေးကြတယ်တော်သူတောင်သားကျဲ့လက်နေကလေးတွေရှိရကျမရတဲ့လက်ဆောင်ကနော်ဒီ ်တိတိခင်းနေရထွက်တဲ့ဟင်းသီးဟင်းရွက်ပဲပေါ့ဘူးသီးတွေပဲသီးတွေချင်မောင်ရွက်တွေခရမ်းသီးတွေအဲ့ဒီထဲမှာမှတခါတလေမြဘူးသီးတွေ၄၅ယောက်လောက်ကပြုံပေးလိုက်ရင်ကျမမှထိုင်းတောင်ငူ啊ဘာဖြစ်လို့လဲတပည့်လေးတွေကပေးထားတဲ့ဘူးသီးထားလည်းမပြည့်ရခဲ့ဘူးထားပြည့်ခဲ့ရင်လည်းကျမကိုကဲ့ရီမှာရွာရကအမလီဒီဆရာမဘူးသီးမလို့မယူတာပါတော့ညဆန်းအိတ်ပေးကြည့်ပါလားရွက်ပြန်မဲ့ဆရာမပါအမလီကျမတို့ကကျမကတော့ဒီလိုတွေအကဲကြီးခံရတယ်ပဲကျမတိတယ် ထားတော့အဲ့တော့ကျွန်မကဘဲဟိုဘူးသီးတွေကိုမထားရစ်ခဲ့ရဲဘူးဒီတော့ဘူးသီးကိုပါအောင်ရွတ်တော့ဟောဒီနော်ဟောဒီလက်မောင်းမှာတလုံးဒီလက်မောင်းမှာတလုံးချင်းထဲမှာတလုံးခေါင်းပေါ်မှာတလုံးကျွန်မရွတ်ပြီးရွတ်ပြီးတော့နှစ်နာရီလောက်ရွတ်ရပြီးဘူဒါကိုသွားယထာဘောကျဘူးသီးတွေပစ်ချပြီးချီးပစ်လက်ပစ်ကြအဲ့ဒီလူကိုကျွန်မတို့မှာတည်ရတာအဲ့လိုကျွန်မတောက်ကြပြန်နိုင်ပြန်နိုင်လက်ဆောင်ပေးတဲ့ထဲမှာမဲတူမပါပေးလည်းမပေးနိုင်ရှာလဲပိုင်မရှိဘူးမေးပိုင်မရှိဘူး ဒီတော့အများနေသူဒီကလေးကကျမကိုပေးကျင်တော့သူကဘဲဥတွေကိုမနဲ့မနဲ့အစောကြီးထောက်တယ်အဲ့ဒီလေထဲမှာပါနော်ဒီစဘာကင်းနေတဲ့တဲ့မှာလေစားချောင်းလေးတွေရှိအဲ့ချောင်းလေးတွေမှာဘဲမွေးတဲ့လူတွေအများကြီးပဲဘဲအငှားကြောက်တဲ့လူတွေရှိအဲ့ဘဲအငှားကြောက်တဲ့ဘဲကြောင်သားမမြင်မဲနဲ့ကြံသွားတဲ့ဘဲဥတွေကိုအဲ့ဒီလေထဲတွေကိုလိုက်ကောက်ရင်တစ်နေ့ကိုအလုံးအစိမ့်30အသာလေးတွေရဘဲတွေကအများကြီးပဲမွေးကြတာလေထဲမှာတော့ဒီကလေးကနော်မဲတူက အဲ့ဒီလိုဘဲဥတွေကိုလိုက်ကောက်ပြီးတော့ तू ကစွထားရှာဒါပေမဲ့ तू ចောင်းနောက်ကြတိုင်းကြတိုင်းကျမရှေ့ကို तू လက်ဖွာလေးထိုးပြီးအော်ကျမကကျမရဲ့ဒုတ်ချက်တစ်ချက်တစ်ချက်ရိုက်ခံပြီးဒီကလေးကကျမတွေဘဲဥစုနေတာပါလားကျမကသူ့ကိုမချစ်ဘူး तू ကကျမကိုချစ်တယ် तू ဆရာမကိုဒီကလေးကချစ်တဲ့ရှင်ကျမလေးအဲ့ဒီမဲတူရဲ့အဖေကိုကြားလိုက်တဲ့နောက်မှာကျမရဲ့ចောင်းဆရာမဝိညာဉ်ဟာနိုးသွားခဲ့ပါဆရာဆရာမတို့မြည်ဒီမှာ ဆရာဆရာမဝိညာဉ်မနိုးသည်မဆရာဆရာမမမိပါဘူးဘယ်လိုဝိညာဉ်လဲဆိုတာကျောင်းဆရာဆရာမမြမခံစားနိုင်တဲ့ဝိညာဉ်ဖြစ်ပါတယ်ခံစားမှုဖြစ်ပါတယ်နော်ကျမရဲ့ကျောင်းဆရာမဝိညာဉ်နိုးသွားခဲ့ပြီကြည်စမ်းငါကသာသူ့ပေါ်မှာတစ်ချိန်လုံးဒီလိုစိတ်ထားနာငါ့ပေါ်မှာသူချစ်ရှာတယ်စေတနာထားရှာတယ်ငါကလေးလောက်တော့မှစိတ်ထားမမြင့်မြတ်ပါလားကျမကိုကျမဆုံးမဖြစ်အဲ့ဒီနေ့ကစပြီးတော့ကျမကမဲတူပေါ်မှာကျမရင်ထဲကမေတ္တာတွေပြောင်းမြန်လန်သွား တစ်ချိန်လုံးကျမကိုမခံလေးစားလုပ်နေတယ်လို့ထင်လို့ကျမချစ်လို့မရခဲ့တဲ့မဲတူကိုကျမကချစ်သွားခဲ့တယ်နော်ချစ်သွားခဲ့တယ်ကျမတပည့်လေးပေါ်မှာကျမရဲ့မေတ္တာစီစဉ်သွားတာနဲ့အမျှကျမရဲ့နောက်မေတ္တာရဲ့နောက်ကစေတနာတွေပါပါလာခဲ့တစ်ချိန်လုံးကျမပြစ်ထားခဲ့မိတဲ့မဲတူကိုကျမကစားရတတ်အောင်သင်ပေးခဲ့မိပြီနော်မြန်မာစာတွေလည်းကျမတပည့်လေးကိုဂယုဒစိုက်သင်ပေးတယ်သင်ချာတွေသင်ပေးတယ်အင်္ဂလိပ်စာလည်းသင်ပေးတယ်ပထဝီသမိုင်းတွေကိုလည်းကျမတပည့်လေးကိုရအောင်သင်ပေးတာပေါ့မဲတူကဘယ်မှာစာညံ့လို့လဲရှင် ကျမကပြစ်ထားလို့သာဒီကလေးစာမတတ်ရှာတာဆရာဆရာမကစေရနာမြစ်တာထားလိုက်တာနဲ့တပြိုင်နက်တည်းចောင်းသားလေးတွေဟာစတတ်သွားတယ်ဒီမြစ်တာရဲ့အစွမ်းပကားကိုကျမကပြောချင်တာနော်ဒါကြောင့်မလို့ဆရာဆရာမတွေဆိုတာဝိညာဉ်နိုးပြီးစေရနာမြစ်တာပါလို့ရှိရင်တပည့်တွေညံ့စရာအကြောင်းမရှိဘူးကျမကိုတွေ့ပါနော်တစ်ချိန်လုံးစာညံ့လို့ကျမရိုက်ခဲ့တဲ့မဲတူဟာကျမမြစ်တာစေရနာရလိုက်တာနဲ့တပြိုင်နက်တည်းသူဟာစတော်တဲ့ကလေးဖြစ်လာခဲ့တယ် မဲတူကပေးတဲ့သင်ခန်းစာကျမအခုချိန်ထိပေါ့နော်လူတယောက်ပေါ်မကောင်းမြင်ပဲကြမ်းတိုင်းအိုးငါကသာဒီလိုမြင်နေတာပါ तू ကငါပေါ်ဒီလိုဟုတ်မှာမဟုတ်ပါဘူးလေလို့ကျမအမြဲတမ်းတွေးတတ်ဒါကြောင့်ကျမတပည့်လေးကိုကျမကကျေးဇူးတင်